ကျမရဲ့မေတ္တာ channel လေးကိုနားဆင်အားပေးနေကြတဲ့စာပြေချစ်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့ဘဝချားခဲ့ပါတော့လေလို့ညီကြရဲ့ရှင်နေပွေရာလူဝင်စာဖြစ်ရမန်ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးမှာ ဖြစ်လို့ခံစားနားဆင်အားပေးကြပါဦးရှင်။ အင်းရှိမှချောင်းဟန်တန်ကြရလို့ချက်လက်ဆဟင်းအိုးကိုပြထားခဲ့ပြီးကျမအင်းရှိကိုထွက်လာခဲ့တယ်။ကျမရဲ့တူတဲတော်သားရှင် ဥပစင်ဆွမ်းခန့်ကြားလာခြင်းဖြစ်တယ်။နေ့စဉ်နဲ့နဲ့တိုင်းတာဥပစင်ဆွမ်းခန့်ကြားလာနေကြလေဖြစ်တယ်။ဒီနေ့မှကဆွမ်းအချက်နောက်ကျခဲ့တယ်။ခနာလေးတီးခန့်တော်မူပါဖျား။ဒို့တို့ဆိုပြီးဆွမ်းရင်းကိုအမြန်ပြင်ဆင်နေအလုံးပြင်ဆင်ပြီးဆွမ်းဆွမ်းဟင်းများလောင်းလို့တယ်။ ဆွမ်းလောင်းပြီးတာဥပစင်းကို၃ဦးချင်းချကြောတဲ့ကြောရင်းနဲ့တာဥပစင်းရဲ့မျက်နှာကိုစိစိကြည့်မိတဲ့တာဥပစင်းရဲ့ရုပ်ကြီးကစမနဲ့လုံးဝမတူတဲ့လူမျိုးကြားကလည်းရုပ်သာဖြစ်တဲ့တာဥပစင်းရဲ့မျက်နှာကိုကြည့်ရင်ရှောက်တဲ့စကားဆိုမိရဲ့နေတိုင်းစွန့်ခံကြတိုင်းဟိုကိုတောင်ဟောင်းကြီးကိုသွားပြီးဥပစင်းကြည့်ကြည့်နေရဲ့ဆုံးတကမာကြီးကိုဘသူပြောသေးတယ်လဲ လူတိုင်းလူလူပြောနေကြတာပါပဲတကမာကြီးကအသက်ကြီးလာတော့အဲ့ဒီတန်လျက်စုံးမတ်တီတိတ်မရောက်ဖြစ်တော့ဘူးတမလွန်ဘွားက ဥပစင်းရဲ့အကိုကိုလေးလူရကျွရသွားနိုင်ခဲ့လို့မရှိတော့ဘူးလေအဲ့ဒီဂိုရောင်ဟောင်းကြီးကို သွားသွားပြီးကြည့်မနေပါနဲ့တော့နကုတ်ကလေးကဥပစင်းကို ကလာသေးရဲ့ဝင်စားလို့လူတွေကပြောနေကြတာတမလွန်ဘွားကညီကိုနှစ်ယောက်စလုံးခေါင်းချခဲ့တဲ့နေရာမို့လို့အလွမ်းပြေသွားကြည့်မိတာပါ အပြစ်မဟုတ်ပါမို့ဒါကတော့မတားပါနဲ့တားလို့မရရင်လေဥပစင်းရဲ့သဘောပဲလေကဲကဲပြန်ကြောလို့ရပါပြီကျမသာဥပစင်းစွန့်ခန့်ကြောသွားတိုင်းတော်တော်ကြီးနေတဲ့ကိုရောင်ဟောင်းကြီးမှာတန်လျက်စွန့်မဲ့ရှိတဏီတော် BOC နဲ့မျက်နှာချင်းဆိုင်ရှိတဲ့အဆောင်ဟောင်းကြီးပဲဖြစ်တဲ့ခေဆက်ဆက်ပိုင်ရှင်ဆင်းတဲ့ပြောက်ခဲ့ပြီးဟောင်းနှံအိုမင်းပြစည်းနေတဲ့အဆောင်ကြီးဖြစ်တဲ့ ထိုအဆောင်အုံမှာကျမငေစင်ကအလုပ်လုပ်ခဲ့တဲ့စုကျင့်စက်ရုံဖြစ်တယ်။ဒါဖြစ်သူဥပစင်းနဲ့ဒါမက ကျမနဲ့လေစက်နေပတ်သက်တဲ့နေရာဖြစ်တယ်။စွန့်ခန့်ရန်အိမ်ပေါ်မှာဆင်းသွားတဲ့ဥပစင်းရဲ့နောက်ကျောပြင်ကိုကြည့်မိရင်ဒွန်ခဲတဲ့နှစ်ပေါင်း60နီးပါးကအဖြစ်ပြက်ကကျမရဲ့အတွေ့ပုံရိပ်ထဲမှာပြန်လို့ဝင်လာတယ်။တင်းတင်းနင်းစီကိုငါလာခြင်းနဲ့ငါ့ကိုခွင့်ပြုပေးပါ မင်းနဲ့ငါကဘဝချားနေပြီလေဘလို့လုံပြီးတော့ငါစီလာလို့ရမှာလေငါနင်းရဲ့ဘိုက်ထဲမှာပြန်ပြီးတော့ဝင်စားကျင်နေဘဝချားသွားပြီမဲနင်းကငါမေးလို့မရဘူးနင်းနဲ့မပေါင်းရပြီမဲနင်းအနားမှာငါနေကျင်နေခွင့်ပြုပေးပါနော်ငါလည်းနင်းတို့ညီကိုနှစ်ယောက်စလုံးကိုတတိကပါတယ်အေးလေနင်းလာကျင်နေဆိုလေလာခဲ့ပေါ့ငါတို့ညီကိုနှစ်ယောက်စလုံးမကြွမလွတ်တဲ့ဘဝနဲ့ ါတို့ပိုင်းဆိုင်ခဲ့တဲ့ဒီအိမ်ကြီးမှာပဲငါတို့နေခဲ့ကြရတာနင်ခွင့်ပြုရင်ငါလာခဲ့ပဲဒါပေမဲ့ငါ့ကိုဂရီတစ်ခုတော့ပေးရမယ်ဘာဂရီလဲပြောစမ်းမအောင်ငါနင်းစီကိုရောက်လာပြီးအရွယ်ရောက်လာရင်ငါ့ကိုဖုန်းကြီးဝေပေးရမယ်သဘောတူရဲ့လားဟဲ့နင်းကဗုဒ္ဓဘာသာမှာမဟုတ်တာဘလို့လုပ်ပြီးတော့ဖုန်းကြီးဝေလို့ရမှာလဲဟဲ့နင်းစီရောက်လာတော့နင်းသားဖြစ်ပြီလေဘဝဟောင်းကကလားဖြစ်ခဲ့ပြီမင်း ်ဘဝအသစ်မှာဗုဒ္ဓဘာသာဝင်ဖြစ်မှာပေါ့အေးနင်ပြောလေဟုတ်တော့ဟုတ်သားပဲအေးလေ လာခြင်းလေလာခဲ့နင်းစင်နာတိုင်းဖုန်းကြီးဝေပေးပါမယ်နင်းခရီးဒီပါစီနော်အခုလိုကြားရတာဝမ်းတော်သားတယ်မကြခင်နင်းစီကိုငါလာခဲ့မယ်ထူးဆန်းတဲ့အိမ်မက်ကြောင့်ကျမအိယာရဲကနေလန်နိုးလာတယ်နဘေးမှာကျမခင်မုံဖြစ်သူမှာနင်းနေချိုက်ချိုက်အိပ်ပျော်နေစေဖြစ်တယ် ကျမခင်မွန်းကိုနှိုးလိုက်မိတယ်။ကိုစိန်ကိုစိန်ထားပါအောင်တော့။ဟာမိမမင်းအားလေကွာအဲ့လိုကောင်းနေတော့နှိုးရသလား။ဘာကိစ္စရှိလို့လဲပြောစမ်းမအောင်။ဒူဇန်လုံးနဲ့အိမ်မက်မက်လို့ကိုစိန်ကိုပြောပြချင်တာနဲ့အခုလို့နှိုးရတာ။ကဲပြောပြောပြောမင်းအားလေကွာအေးအေးကိုဖြတ်တယ်။ဘာကိစ္စအဲ့လောက်ရေးကြီးနေလို့လဲ။ဒီလိုပါတည်သွားရင်ညီကိုနှစ်ယောက်နဲ့ အငဲကောင်းကကျမစီကို လာကျင်လို့တဲ့ပြီးတော့သူ့ကိုဖုန်းကြီးဝေပေးရမယ်တဲ့သူကဘဲကိုလာမှလဲမိအိမ်မက်ကလည်းအစမ်းပါလားကျမဘိုက်ထဲကိုဝင်စားမယ်တဲ့ပြီးတော့သူတို့ညီကိုနှစ်ယောက်စလုံးမကြွမလွတ်တဲ့ဘဝနဲ့ဟိုကိုယ်တော်ဟောင်းကြီးထဲမှာရှိနေတယ်တဲ့ဘာလဲတရေချောက်တဲ့ကိုယ်တော်ဟောင်းကြီးကို ပြောရလားဟုတ်တယ်တော့ပြီးတော့ကျမကကလေးလူချင်းနေတာဆိုတော့လာခဲ့လို့ကျမကပြောလိုက်တယ် မင်းကတည်သွားတဲ့မင်းရဲ့ယောက်ျားဟောင်းကလားကိုဆွဲလန်းပြီးအိမ်မက်မက်တာဖြစ်မိမဟုတ်ရပါမို့ကိုစိန်ရဲ့သူတို့ကိုဆွဲလန်းကြာဘာကြောင့်မှမရှိတာအခုမှတ်တဲ့အိမ်မက်ကထူးဆန်းနေလို့တော့ပြီးတော့ကျမကလေးရမယ်လေမင်းသက်က40ကျော်နေပြီကလေးရမယ်ဆိုတော့လေကောင်းတော့ကောင်းသားပဲဒါဆိုရင်ကိုစိန်သဘောတူရယ်နော်အေးပါတူသွားမှာပေါ့ငါအိတ်ချင်သေးတယ်မင်းလည်းပြန်အေးရော ကျမခင်မအိပ်ပျော်သွားတော့လင်ကျမအိလို့မရတော့တကြိမ်တကားမှမမတ်ဘူးတဲ့အိမ်မက်ချောင်းကိုတွေးတော်မိရင် ထို့သူတွေးနေရင်လွန်ခဲ့တဲ့အတိတ်ကာလများစီကိုအာယုံရောက်သွားရင်တရေချောက်တယ်လို့အများပြောတဲ့အဆောက်အုံမှာယခုတန်လျက်ဆုံးတဏီတော်ဘီအိုစီနားရှိကိုရောင်ဟောင်းကြီးဖြစ်တဲ့ထိုစဉ်ကကျမအလုလုခဲ့တဲ့စွကျေစက်ယုံလေးဖြစ်တဲ့ စွကျေစယုံပိုင်းရှင်မှာကလားလူမျိုးမွတ်စလင်ညီကိုနှစ်ဦးဖြစ်တဲ့မိသားစုစားဝတ်နေရေးအတွက်ထိုစွကျေစယုံမှာကျမအလုပ်လုပ်ခဲ့တယ်။အလုပ်သမားရဲမှာကျမကိုကြောစုံအလားဆုံးလို့ပြောကြရတယ်။ကိုလုံးကိုပါအချိုးစားလာပါပြီ။ပြည့်ပြည့်ဖြူဖြူရှိတဲ့ကျမကိုချီရေးဆိုသူများရှိကြတယ်။ဝမ်းရည်ကိုယ်သာရေးထလှုပ်လှုပ်မှုကြောင့်နှလုံးသားရေးရကို စိတ်ဝင်စားခဲ့ပါ။ ကျမကိုချီရီဆူသူတဲမှာစရုပ်ပိုင်းရှင်ကလားညီကိုနှစ်ယောက်လေးအပါဝင်ဖြစ်တဲ့ပထမဆုံးအကိုဖြစ်သူကချီရီဆာဆိုတဲ့မကြမီညီဖြစ်သူကလည်းချီရီဆိုပြန်နေကျမညင်းပေခဲ့တဲ့ကျမညင်းပေနေတဲ့ကြားမှာပဲအကိုဖြစ်သူကပိုလို့အတင်ရဲတဲ့နေစဉ်လူလူကျမအနာတရည်ဝဲဝဲလေးနဲ့မကြခဏအင်ကိုလေးလာရောက်တဲ့ပြီးမိဘများကို ထောက်ပံ့ပေးကမ်းမှုပြုလုပ်တဲ့ စီပွားရေးမပြေလဲတဲ့ကျမရဲ့မိဘတွေကလည်းလက်ခံကြတယ်။ကျမကိုလည်းအဝေစားတာမကလက်ဝဲလက်စားအထိပါဆင်မြန်းနေ။ညင်းပယ်လို့လည်းများခဲ့ပါ။အငငယ်အောင်သဘောမဟုတ်ပဲတရားဝင်လက်ထက်မယ်လို့ပြောလာတယ်။နောက်ဆုံးမိဘတွေစကားနဲ့စားဝတ်နေရေးကို ထောက်ထားပြီးနှစ်နှစ်ကာကာမချစ်တော့လေမလွဲတာမရှောင်တာပဲကလားတထေအကိုကြီးနဲ့ကျမလက်ထက်ခဲ့တယ်။စေယောက်ပိုင်ရှင်တထေးနဲ့လက်ထက်ပြီးရင်တော့ ကျမအလုပ်ကိုလုပ်ခွင့်မပေးတော့လက်ထက်ပြီး၃နှစ်ကျော်မှသူ့မှာသားကြီးမယားကြီးရှိမှန်သိခဲ့ရတယ်။အိန္ဒိယပြည်မှာမယားကြီးရှိကြောင်းလို့သိရတယ်။နောင်တရယုံမှာတွေ့လို့ကျမမှာမြည်တို့မြည်မြမတတ်နိုင်ခင်။ငါးနှစ်ခန့်ကျမနဲ့ပေါင်းတဲ့နေထိုင်ခြင်းမှာအဆုတ်ရောဂါနဲ့ကျမခင်မုံကွယ်လွန်သွားတယ်။ကျမလေးငငယ်ရွယ်ရွယ်နဲ့မုတ်ဆိုးမှဖြစ်ခဲ့ရတယ်။သားသမီးမထွန်းကားခဲ့လို့တော်သေးရဲ့လူတွေးမိတယ်။ အကိုဖြစ်သူကိုယ်လွန်သွားလို့ညီဖြစ်သူကစက်ရုံကိုဆက်လက်ဦးစီးချုပ်ကိုင်းနေ။ကျမတို့မိသားစုကိုလည်းသူ့ကိုရှိစဉ်ကလိုပဲထောက်ပံ့ပေးကမ်းနေ။မကြမီသူ့ကိုလက်ထက်ရန် တောင်းဆိုလာပြန်နေ။ကျမလုံးဝငင်းပေခဲ့တယ်။ကျမသူတို့ကိုမယုံတော့ပါဘူး။တလင်မနောက်တလင်သားမကသူတို့အိန္ဒိယမှာမယားကြီးရှိကောင်းရှိနိုင်တယ်ပြီးတော့ဘာသာချလဲဖြစ်လို့ကျမပြပြတသားပဲညင်းပေတယ် ကျမတို့တို့ညင်းပေတာကကံကောင်းတယ်လို့ဆိုအားမိန်။နောက်လေးနှစ်ညာမှာညီပြည့်သူကငှက်ဖျားယောဂနဲ့ကွေလွန်သွားပြန်တယ်။စေယုံကိုအိုးချုံမဲ့သူမရှိတော့။မကြမီအိန္ဒိယပြည်မှာသူတို့သေးသားရင်းချရောက်လာပြီးစေယုံကိုအပြီးပြည့်ရောင်းချလိုက်တယ်။နားဝယ်သူများကစေယုံကိုနဲ့နေကန်ဆက်လက်လဲပဲလောက်ကင်တော်လဲအရှုံးပေါ်ခဲ့တယ်။လုပ်ငန်းမကျန်းကျင်မှုလို့ထင်မိတယ်။နောက်ဆုံးစေယုံမှာပိတ်လိုက်ရတယ်။ အလုသမားအလုံးအလုံးလက်မဲ့ဖြစ်ကုန်နေနောက်ဆုံးစိတ်ယုံကိုတဆင့်ပြန်လေရောင်းချပြန်နေစက်ပစ္စည်းများကိုလည်းတစားချင်းဖြုတ်ယူရောင်းချမှုကြောင့်စိတ်ယုံမှာကိုရောင်ဖြစ်နေတာကြံရှိခဲ့တယ်ထူအချင်းကတနီတော်စီအိုဘက်ကိုသွားတိုင်းထူဆောင်းအောင်ကို ဖြတ်ကျော်ရတယ်ညာဘက်မှာတရေချောက်တယ်လို့လူပြောများတယ်ကိုလွန်သွားတဲ့ညီကိုနှုတ်မကြုံမလို့ပဲ သူတို့ပန်းဆိုင်ခဲ့တဲ့ကိုရောင်ထဲမှာရှိနေတယ်လို့လူအများကထင်ကြတယ်။နေဝင်မိုးချုံမောင်စာပြူရနဲ့သူအဆောင်အအနည်းကိုဘသူမှမသွားဝင်ကြအောင်။ကျမလည်းအလုံးလက်မဲ့အဖြစ်နဲ့ဘဝကိုရုန်းကန်ခဲ့တယ်။ဘိုးတထောင်လင်းစတောင်ဘက်မှာနေထိုင်နေ။ကျမမိဘနှစ်ပါးလည်းရှင်းစင်နောက်စင်နဲ့ကွယ်လွန်ခဲ့တယ်။ထိုနောက်ပိုင်းတဦးတည်းနေထိုင်ရန်မသင့်တော်လို့ယခုကျမခင်မို့ကိုခင်မောင်စိန်နဲ့လက်ထက်တဲ့ ကိုခင်မောင်စိမ့်မှာကျမထံအသက်၁၀နှစ်ခန့်အသက်ကြီးသူဖြစ်တယ်။ကျမအသက်၄၀နှစ်မှာနောက်ထပ်နောက်အိမ်တော်ထူထောင်ခဲ့ခြင်းဖြစ်တယ်။ကိုခင်မောင်စိမ့်ကတန်လျက်စွန့်မြေကမ်းမှာထင်းမီသွေးအရောင်းဝယ်ပြုလုပ်သူဖြစ်တယ်။အိမ်တော်ကြပြီး၃နှစ်အထိသားသမီးများရှိခဲ့။ယခုမှတော့ကွယ်လွန်သွားပြီဖြစ်တယ်။ကျမရဲ့မတ်တော်ဆက်သူတနည်းအားဖြင့် ကျမကိုလက်ထပ်ခွင့်တောင်းခဲ့သူကသားဖြစ်လာမေးလို့အိမ်မက်ပေးလို့ ကျမဂျီနူဂျီနဲ့စာနဲ့လက်ခံခဲ့လွန်ခဲ့တဲ့ကျမဘောဟာအတိတ်ကာလကိုပြန်လည်တွေ့တော်မိတယ်။ဒူဆန်းနဲ့အိမ်မက်ကြောင့်လည်းအိတ်လို့မပြောတော့ပါ။နောက်တနေ့မနက်မှာကျမတစ်တာထဲမှာဓပုံဟောင်းတပုံကို ရှာဖွေပြီးကျမခင်မူကိုခင်မောင်စင်းကိုပြသရင်ကျမရဲ့ညာဘက်ကလူကကျမရဲ့ယောက်ျားပုံဟောရီဘေဘက်ကလူကကျမကိုချီးဆူခဲ့တဲ့သူပုံ ကျမရဲ့မတ်တော်လို့လည်းခေါ်လို့ရပါတယ်။ကျမပိုက်တဲ့ဝင်စားမယ်လို့အိမ်မက်ပေးတဲ့သူကသူပဲပေါ့။ကျမရဲ့ခွင်းမွန်းကရခုံမှတွေ့ဘူးတဲ့တပုံကိုစစ်စစ်ကြည့်ရင်းနဲ့ပြောလိုက်တဲ့။အင်းကလားပီပီမျက်လုံးမျက်ခုံးနှာရန်ကြပုံအချိုးစားကကြားတယ်။ရုပ်ကခန့်ခန့်ကြောကြောပဲ။ဒါကြောင့်မင်းကကြိုက်ခဲ့တာနီမပေါ့။မဟုတ်ရပါမို့တော့တစ်ချိန်တုန်းကလည်းမလွဲတာမရှောင်းသားလို့လက်ထပ်ခဲ့ရတာပါ အခုလေကျမဘိုက်သေးကိုဝင်စားခြင်းလို့အိမ်မက်ပေးတဲ့သူကညီဖြစ်နေတော့ထူးဆန်းနေသလားလို့ပါအေးကွာဟုတ်တော့ဟုတ်တယ်နော်အကိုဖြစ်သူကမင်းနဲ့ပေါင်းခဲ့ပြီးမှသေးခဲ့ရအခုသူမလာဘဲနဲ့သူညီကလာခြင်းနဲ့ဆိုတော့မင်းပြောသလိုမျိုးထူးတော့ထူးဆန်းနေတယ်တကယ်လာမလားဆိုတော့သိတော့မသိသေးဘူးလာခဲ့ရင်ရောဘလို့ရုံမျိုးနဲ့လာမှလည်းမသိဘူးဒါတော့ပဲသိပါမလဲအိမ်မက်ဖဲလာကျမကကလေးလိုချင်နေရဆိုတော့ ဘလို့ယုံမျိုးနေလားလားလာရင်သိကောင်းလာပဲတော့အိမ်မက်ပြီးပြီးနောက်သုံးလခန့်ကြာမှကျမကိုဝင်ရတယ်အိမ်မက်ကျောင်းကိုပြောပြထားလို့အိမ်ကြီးချင်းပဝင်းချင်းမှလူများလေသိကြတယ်ကျမမွေးဖွားတဲ့ကလေးရဲ့ရုပ်ရည်ကိုလေစိတ်ဝင်ကြတယ်။ကလားလူမျိုးကနေလူဝင်စားဖြစ်ရောက်လာမယ့်ကလေးရဲ့ရုပ်ရည်ကိုလူအများကစိတ်ဝင်စားတယ်။ကျမနေစီလာစီနဲ့မမွေးဖွားမီရပိုင်းလူမှာအိမ်မက်ထက်မက်ပြန်တယ်။ သူမကြမီလာမဖြစ်ကြောင်းဘုန်းကြီးဝေပေးမယ်ကလေးမဖြဲ့ရန်နေဂျေဇူးဆက်မဖြစ်ကြောင်းဓမ္မအိမ်မက်ပေးရင်ကျမမွေးဖွားချိန်မှာအိမ်ကြီးနာချင်းများအံ့ဩမှုက အထူးအထိတ်ကိုရောက်သွားတယ်ကျမမွေးဖွားတဲ့ကလေးမှာဓပုံနေကအတိုင်းတကယ်ကလေးယုံလူမျိုးဖြစ်တယ်ကိုယ်လွန်သွားခဲ့မတ်တော်မောင်ရဲ့ရုပ်ရည်နဲ့တတိယတဲ့တူနေရင်ကလေး၆လခန့်ရဲ့မှာရုပ်ရည်မှာပိုလို့ပြီးပြန်တယ် ကိုကေမောင်စိမဓာတ်ပုံကိုကြည်လိုက်ကလေးမျက်နှာကိုကြည်လိုက်နေဖြစ်နေရောတဲ့ဒိုးသားကငားနေလဲမတူမင်းနေလဲမတူတကယ်ကလေးရုပ်ပဲအော်ကိုစိန်ကလေးတော့ကျမတို့ခွင့်ပြုလို့သူလာခဲ့ရပဲလေဘလို့ရုပ်ရည်မျိုးပဲဖြစ်ဖြစ်ကလေးရလို့ကျမကကြည်နေပါတယ်တားလီမွေးပြီးတနေ့တွင်မှာပဲကိုကေမောင်စိစီးပွားတဲ့တဲ့အရှောင်းဝင်များပို့လို့ဆင်းပြေတဲ့ ကလေးကသူ့အိမ်မက်အတိုင်းကျေးဇူးဆက်တယ်ဆိုတာကိုခေမောင်စိန်ကအချစ်ပိုးတဲ့ကလေးကြီးလာလေရုပ်ရည်ကကလားနဲ့ပိုးတူလာလေဖြစ်တဲ့ဒီလိုနဲ့သားလေးတစ်ပြေးပြေးနဲ့အရွယ်ရောက်လို့လာတဲ့သားကိုကြောင်းစားထားတဲ့နှစ်မှာထူးဆန်းတဲ့စကားပြောလိုက်အဖေနဲ့မိတို့ကိုသားတစ်ခုလောက်တောင်းဆိုခြင်းနဲ့ဘာရီတောင်းဆိုခြင်းနာလေပြောလေသားရဲ့သားကသာဒီကိုကြောက်လာပေမဲ့အကိုကြီးကဟိုကိုတောင်ကြီးထဲမှာ တယောက်တည်းကြံခဲ့တာဗျ။ဟဲ့သာဘာကြီးလျှောက်ပြောနေရလဲမဖြစ်နိုင်တာကွယ်။သားမှန်နေပြောနေတာပါ။အဲ့ဒီသားတို့ပိုင်းဆိုင်မှုတွေစက်ယုံဟာတရေချောက်တယ်လို့လူပြောများကြတယ်။အဲ့ဒါအကိုကြီးကြောင့်မို့သားရဲ့အကိုကြီးလူရကြည့်ရသွားနိုင်အောင်တန်ဃာတော်တွေပြုတ်ဖိတ်စံကပ်ပြီးဒါနာပြုလုပ်ပြီးအမြတမ်းဘေးဝေပေးပါ။တိုင်းရီထူးဆန်းတဲ့ဇာကားကြောင့်ကျမတို့လင်းများလေတိုင်မြင်ထားခြင်းမရှိပဲ တရောင်းမျက်နာတရောင်းအန်အော်ထိန်လန့်စွာနှင့်ကြည်မိရင်မယုံနိုင်ပေါ်ရာမဟုတ်တော်လေတိုင်းရေစကားကမှန်ကန်ဘိုးကများတဲ့ကျမတို့မိမိပြောပြောင်းနေခဲ့တော်လေတားကမကြခဏပူဇာတတ်တဲ့နောက်ဆုံးလင်မယားနှင့်မယုံတဝဲယုံတဝဲနဲ့တိုင်းရေစန္နာကိုဖြည့်ဆည်းပြီးရန်စီစဉ်လိုက်တဲ့စေယုံပိုင်ရှင်ကိုလိုက်လံစုံစမ်းနေလိုအပ်တာများကိုခွင်တောင်းပြီးစေယုံတွင်မှပဲ တန်ဃာတော်များပိပိဆင်းခဲ့ပြီးဒါနပြုလုပ်တဲ့ပရိတရားတော်များလည်းရေဖဲကြိုင်။ဒါလေးရဲ့ဓမ္မလွန်ဘွားကအကိုဖြစ်သူကျမရဲ့ခင်မောဟောင်းကိုရည်စူးဒါနပြုပြီးအများတန်ဘေးဝေခဲ့တယ်။အံအောပွေတော်ဖြစ်ပါလိမ့်မယ်တိုက်ဆိုင်မှုမဖြစ်နိုင်ဘူးလို့ကျမယုံကြည်တယ်။ဂူရောင်ကြီးရဲ့မှာကျမတို့ပရိတ်တီကျော်အများတမ်းမေပြေးဝေပြီးတဲ့နောက်ပိုင်းမှာတရေချောက်တယ်လို့လုံးဝမကြားရတော့ပါဘူး။ ကိုရောင်ဟောင်းကြီးအကြောင်းလေ တစားနဲ့တစားမေးပြောက်သွားတယ်။ဒါလေးမှလေတဖြည်းဖြည်းနဲ့အရွယ်ရောက်လာတယ်။ဒါလေး၆တန်းအကြောင်းမှကျမဘောကကန်ဆူမှုမောင်ကြပြန်တယ်။ဒါလေးအဖေကိုခင်မောင်စိန်ကွဲလွန်သွားရှာရင်ဒုတိယကြိမ်မိုးဆိုးမှဖြေးရပြန်တယ်။တို့တော့ကျမခင်မုန်းကိုသာဒါလေးရှိနေလို့ကျမဖြေးတာပါတယ်။ဒါလေးမှအရွယ်ရလာလေးလေးကလာလူမျိုးနဲ့တူလာလေးလေးဖြစ်တယ်။ သူ့ဖေကိုခင်မောင်စဉ်စူဆောင်းရှာဖွေထားတဲ့ဥစ္စာပစ္စည်းများရှိလို့ကျမလူရန်စီနေနိုင်ခဲ့တယ်။ဘဝင်းကျမလူရဲကတားကိုကလာဝင်စားဆွေပြီးအထူးဆန်းသဖွဲ့ကြီးကြပြောကြတယ်။တက်ကြီးပိုင်းရှင်းပင်နောင်မီလူကြီးတော်တော်များများကတားကိုကလာဝင်စားတယ်လို့ယုံကြည်ကြတယ်။တားလေးရုံးရင်မာလေးကိုယ်လွန်သွားပြီဖြစ်တဲ့မတ်တော်မောင်းနဲ့တတိယရဲ့ဒူနီရာကအကြောင်းတစ်ခုဖြစ်တယ်။ဘလိုပဲဖြစ်နေပါစေ သားလေးနဲ့ကျမနဲ့အတူရှိနေရင် ကျမကျေနပ်တယ်။သူမမွေးဖွားခင်ကသူပြီးခဲ့တဲ့အိမ်မက်ကျောင်းတွေတွေးမိတိုင်းရင်းနေလေးနေမိရတော့အမှန်ပါ။သူအိမ်မက်ပြီးခြင်းကသူရောက်လာရင်ဘုံကြီးဝေပြီးကန်ဂရီတောင်းထားတယ်။သို့တော့ယခု၆တန်းနဲ့အထိထိုအကြောင်းကိုမပြောခင်သားလေးမေသွားဟန်တော်တူတယ်။သားလေးမမှန်မိတော့ဘူးလို့ကျမယူဆထားတယ်။ဘုံကြီးဝင်းမဲ့ကြောင့်ကျမစကားပင်မစားမိခင် တာလီအရွယ်ရောက်လာပါကအိမ်အောင်ရတာချပြီးပြီးမြေးများနဲ့မိသားစုတိုက်တိုင်ဝင်ဝင်နေကြတဲ့ဆန္ဒများပြက်ပြက်ရမယ့်နေကိုရောက်လာတော့တဲ့တာလီခုနှစ်တန်းအောင်တဲ့နေ့မှာပြည်တနာကစားဖြစ်တော့တဲ့အမေတားကိုဖုန်းကြီးဝေပေးမယ်ဆိုဂရီပေးထားရလေမင်းနေပြီလားကျမမသိသလိုဟန်ဆောင်ပြီးတားကိုမေးလိုက်တဲ့ ုံးကြီးဝေပေးပါမယ်လို့ဘယ်တော့ကဂရီပေးဘူးလို့လဲ။တာအမေစီကိုလာမယ်လို့အိမ်မက်ပြီးတော့ကဂရီပေးခဲ့တယ်လေ။ဖေးထားရဲ့ဂရီကိုမေ့နေပြီလား။ဂရီမဖက်နဲ့နော်မမေ။ကျမအန်အောထိန်လန်းမှုနဲ့တာကိုဝေဖန်မိရင်။ဖះဖះတာအိမ်မက်ပြီးတာကိုမှတ်မိရဲ့ပုံဟုတ်လား။မမီရပေါ်မေးရဂရီပေးထားတဲ့အတိုင်းဘုံကြီးဝေပေးပါတော့လူဘွားနဲ့ဒီလအတူနေခဲ့တာတော်ရောပေါ့ ာရဲ့မင်းအဖေလေလူလောကထဲမှာမရှိတော့ဘူးအမေတို့သားမိနောက်တဲ့ရှိတော့တာပဲမဟုတ်လားမိမိတယောက်တည်းနေခဲ့ရတော့မှာလားတာရောဘလောက်ကြာကြာဖုန်ကြီးဝင်မှာလဲတသက်လုံးဝင်မှာဗျတာအသေးသေးထိဝင်မှာကြောတလောက်ပဲဖုန်ကြီးဝင်ပါလားတာရဲ့တသက်လုံးဆိုတော့ဟာမရပါဘူးဗျတသက်လုံးဝင်မှာဂရီမပြတ်ပါနဲ့မိမိကဲပါသားရဲ့ဘုံကြီးဝတ်တာတော့ဟုတ်ပါပြီမိမိလည်းအသက်ကြီးလာပြီ နှစ်ယောက်တည်းရှိတယ်ကြားတယ်။သားကတသက်လုံးဖုန်ကြီးဝဲမှာဆိုတော့မိမိကိုဘသူကလာပြီးပြုစုပေးမှလဲသားရဲ့။ဖုန်ကြီးဝဲနဲ့လဲလာကြည့်လို့ရတာပါပဲမိမိရဲ့။ဂရီမပြတ်ပါနဲ့။အခုလိုဖုန်ကြီးစာရင်ရေးတယ်ဖတ်တတ်ပြီ။ကြောင်းမနေချင်တော့ဘူးမိမိဖုန်ကြီးသာဝေပေးပါတော့။ဒါလို့မရတော့ဘူးလားသားရဲ့။မိမိကို မတန်နာတော့ဘူးလား။ဘလိုပဲတောင်းမှန်စီကားမမရတော့တာကို ကျမသိလိုက်တယ် mm ကောင်းပါပြီသားရင်ဘလို့မှတောင်းမလို့မရတော့ဘူးဆိုတော့သားကိုဖုန်ကြီးဝစ်ပေးပါမယ်ပြီးတော့တခုပဲတောင်းဆိုချင်တယ်ပြောလေမ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 ေကဘာတောင်းဆိုချင်တာလဲဖုန်ကြီးဝစ်ပေးရင်မေမေရင်ကို နေတိုင်းစွန့်ခံကြရမယ်ဒါမှသားမျက်နှာကိုမေမေကနေတိုင်းတွေးနိုင်မှာနေတိုင်းစွန့်ခံထွားရမှာပဲလေမေမေစီလေနေတိုင်းစွန့်ခံကြမှာပေါ့ ဘလို့မတောင်းပန်လို့မရတဲ့အဆုံးမှာသားလေးကိုသာသနာ့ဘောင်ကိုသွတ်သွင်းလိုက်တယ်။အတိတ်ကာလများစီကအဖြစ်ပြက်ကိုဘလို့မကြောင်တွေးမိရတော့မသိ။တတိပြန်ဝင်ချိန်မှာဥပစင်းကခဝေးဝေးကိုရောက်ရှိသွားပြီးဖြစ်တယ်။သားဥပစင်းစွန့်ခန့်ကြွားရာတန်လျက်စွန့်ဘက်ကိုဆက်လက်စွန့်ခန့်ကြွား၏။ကျမကယခုအသက်မှာ80ကျော်ပြီဖြစ်တယ်။သားဥပစင်းရဲ့အသက်မှာလည်းအသက်30ကျော်ပြီဖြစ်တယ်။ ညောင်မန်းသားတို့မဖြစ်ခဲ့တော့လေတာအုပ်ပစင်းကို နေ့စဉ်နေ့တိုင်းမြင်တွေ့ဦးချခွင့်ရလို့ကျမမှာဖြေသိမ့်နိုင်နေတာအုပ်ပစင်းမှလည်းနေ့စဉ်နေ့တိုင်းစွန့်ခံကြွားတိုင်းတံမလွန်ဘွားကသူတို့ညီကိုနှစ်ဦးပိုင်းဆိုင်ခဲ့တဲ့အစာအုပ်ကိုဝတ္တရားမပြတ်သွားရောက်ကြီးရှုနေမှာကို ကျမသိနေပါတယ် ဟုတ်ကဲ့ဇလန်လေးကိုအဆောင်ဒီနာဆင်ပြီးကြရဲဒိတ်တယ်များလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားခဲ့ပြီးပုံတောင်းဆိုပါရစေရှင်